။ Venezuela F-16 ဂျက်လေယာဉ်က American စစ်သည်မော်ကိုစိန်ခေါ်လိုက်တယ်။2025ခုနှစ်အော်တိုဘာလ28ရက်နေ့မှာ ကာရဘီယံပင်လယ်ဟာတိတ်ဆိတ်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလို USS Jason Dahan စစ်သည်မော်ဘော်က AN Spy 1A လို့ခေါ်တဲ့ရေဒါကတခုခုကိုထောက်လန်းမိလိုက်ပါတယ်။ အရကတော့မြောက်ဖက်ကနေမှိန်ပြပြအချက်ပြမှုတစ်ခုအရှိန်ဟုန်နဲ့ရောက်လာတာပါ။ရေဒါဘော်ကပုံသဏ္ဍာန်ကလည်းရှင်းရှင်းလေးပါ။ဗင်နီဇွဲလာရဲ့တပ်တန်းရေးလေတပ်မှပါဝင်တဲ့1980ပြည့်နှစ်လွန်တွေက F16A Block 15တိုက်လေယာဉ်အဟောင်း20ဟာ940 knock နဲ့ဖြတ်တင်းမော့စီပြန်တန်းလာနေပါလိမ့်။သူတို့ကအချက်ပြမှုလည်းမရှိသလိုရေဒီယိုကနေလည်းပြန်ဖြေကြခြင်းမရှိပါဘူး။ပြီးတဲ့နောက်မှာတော့ AIM-9L Slide Winder ဒုံးကျည်20က USS Jason Dam C ကိုတက်တက်ပြစ်လွတ်လိုက်ပါလိမ့်။ ်အမေရိကန်ရဲ့ဂျေဆင်ဒဟန်စစ်သင်္ဘောကလည်းအလွယ်တကူပြစ်မှတ်ထားလို့ရတဲ့သင်္ဘောတော့မဟုတ်ပါဘူးဒါကဒုံးကြီး60ကျော်နဲ့ခိုင်မာတဲ့ရေဒါကာကွယ်စနစ်တွေပါဝင်တဲ့အလီဘာခီအမျိုးအစားဖြတ်သင်္ဘောဖြစ်ပါပြီဒါဟာအနောက်ကမ္ဘာချမ်းရဲ့တဝက်ကိုထောက်ပံ့ပေးနေတဲ့အထူးကရေနယ်လမ်းကြောင်းတွေကိုစောင့်ကြပ်နေတဲ့အမေရိကန်စစ်သင်္ဘောတစ်စင်းကိုတိုက်ရိုက်တိုက်ခိုက်လိုက်တာဖြစ်ပါပြီအမေရိကန်ကလည်းချက်ချင်းတုံ့ပြန်ခဲ့ပါပြီချိန်ချောက်မှုကိုကြားပြတ်ဟန်တာဖို့ FA-18E Super Hornet တိုက်လီနဲ့စီကိုစေလွှတ်ခဲ့ပါပြီ ီနီဇွဲလာရဲ့လိင်အဟောင်းတွေဟာဒီလောက်ထိအင်အားကြီးမတဲ့တင်မော်ကိုထိခိုက်နိုင်မလားဒါမှမဟုတ်သူတို့ရဲ့တိုက်ခိုက်မှုကတည်စီနိုင်တဲ့ပြန်လဲတိုက်ခိုက်မှုကိုဖြစ်စေမလားဆိုပြီးလူအများပြားကတွေးတော်ခဲ့ကြပါလိမ့်နနက်4:38မိနစ်မှာတော့ဂျေဆင်တန်မဟာကူရာကအိုရဲ့အရှိတောင်ဘတ်ရေမိုင်120အကွာမှာရွက်လွှင့်နေခဲ့ပါလိမ့်ပင်လဲပြင်ဟာလည်းတည်ငြိမ်နေပါလိမ့်တင်မော်ပေါ်မှာရေတသား318ရပါဝင်ပြီး ကမ္ဘာပေါ်မှာအလုအများဆုံးရည်နယ်လမ်းကြောင်းတွေကတစ်ခုဖြစ်တဲ့မက္ဆီကိုပင်လယ်ကွေ့နဲ့အတ္တလန္တိတ်သမုဒ္ဒရာခြားမှာတနေ့ကိုရည်နယ်စိမ့်၄သရမ၈သန်းနီးပါးတည်ယူတဲ့လမ်းကြောင်းတစ်လျှောက်မှာပုံမှန်ကင်းလှည့်နေတာပါတိုက်ခိုက်ရေးသတင်းအချက်အလက်စင်တာတွေမှာရေဒါကရုတ်တရက်မှိန်ဖြစ်ပြောအချက်ပြမှုကိုထောက်လိုက်မိလိုက်ပါတယ်။ဒါအမြောက်ဘက်ကနေအချိန်နဲ့လာနေတဲ့ F16E Block 50 20မှာဖြစ်ပါတယ်။အလေးအမြတ်ကြီးကလာနေပါတယ်။အမြင့်ပေလေးတော့အကွာဝေးရေမိုင်35မိုင်ဆိုတဲ့အစီရင်ခံစာရောက်လာပါတယ်။ ဒီမော့ကရေဒီယိုနဲ့လေရင်တွေကိုဆက်သွယ်ဖို့ကြိုးစားပေးမယ်အဖြစ်မရခဲ့ပါဘူး။အဲ့ဒီအစားတိုက်လေရင်တွေက940နော့အထိအရှိန်မြင့်ပြီးဖြတ်တင်မော့စီတက်တက်ဦးတည်လာခဲ့ပါရီ။ဒီမော့သားတွေဟာတိုက်ပွဲနေရာကိုအလင်းမြန်တွားရောက်ကြပါရီ။ကပတိန်ကလည်းအခြေအနေ3လို့အမိန့်ပေးခဲ့ပါရီ။လက်နက်တွေကိုအသင့်ပြင်ဆင်ခိုင်းခဲ့တာပါ။ဒီမော့သားတွေကသူတို့ရဲ့နေရာကိုယူခဲ့ကြပါရီ။ဖလန်ကာဂွေးတနက်ဟာလဲပတ်လာပါရီ။တဲမမူဟာလည်းမြင့်တက်နေခဲ့တာပေါ့။ F16 နှစ်စင်းဟာဓားသွားလိုမျိုးကောင်းငင်ကိုဖျက်ပြီးပူပူနီးကပ်လာပါရီ။ နနက်4:49မိနစ်မှာ F16 တွေဟာအဖွဲလိုက်ခွဲလိုက်ပါတယ်။ဒဇီးဟာပင်လယ်ရေမျက်နှာပြင်အပေါ်ပေ200အထိအနှိမ့်ပြန်တန်ပြီးနောက်တစ်စင်းကတော့ပေ800အထိတက်ခါကြားညက်တိုက်ခိုက်မှုကိုဖော်ခဲ့ပါတယ်။ဒီနီးပြူဟာဟာအဟောင်းဖြစ်ပေမဲ့အန်ဒီရဲ့ရှိနေစေပါ။တက်သားလန်ကပြစ်မှတ်ကွဲသွားတဲ့အကြောင်းစီရင်ခံခဲ့ပါတယ်။တိုက်ခိုက်ဒရိုက်တာကစိတ်တည်ငြိမ်စွာနဲ့ပဲတောက်ခတ်ထားဖို့အမိန့်ပေးခဲ့ပါတယ်။နနက်4:50မိနစ်50မှာ Venezuela လေးမှုတအုပ်က AIM 9L Slide Wonder ဒုံးကျည်20ကိုပြစ်လွှတ်လိုက်ပါတယ်။ ဒီအပူကိုခြေရခံနိုင်တဲ့ဒုံးကြီးတွေဟာ1983ခုနှစ်ကထုတ်လုပ်ခဲ့တာဖြစ်ပြီးဒဇင်းကိုဒေါ်လာ9600တန်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အဓိကကြက်တိုက်မှုတစ်ခုကိုစတင်နိုင်ပါတယ်။အမေရိကန်တွေအတွက်ကံကောင်းတာကဒီဒုံးကြီးတွေဟာသင်းမောကနေထွက်တဲ့အပူကိုမဟုတ်ဘဲ jet engine တွေကနေထွက်တဲ့အပူကိုသာလိုက်လံရှာဖွေတတ်တာပါ။ ဖြတ်တင်းမောရဲ့တာပိုင်တွေကရေးပေးစနစ်နဲ့ဖြစ်တာကြောင့်ဒုံးကြီးတွေလိုက်ဖို့ဘာအပူးမှမရှိခဲ့ပါဘူးသူတို့ဟာလုံးဝလွဲချော်သွားပြီးပင်လယ်ထဲကိုကျသွားခဲ့ပါတယ်ဂျီဆန်ဂျပန်ရဲ့အေဂတ်စ်တိုက်ခိုက်စနစ်ကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်တစ်စက္ကန့်အောက်မှာချိန်ချောက်မှုကိုခြေရာခံပြီးခွဲချန်စိုက်ပြခဲ့ပါတယ်လေးစကန်အတွင်းမှာ RAM 162ဒုံးကြီးဆဲလ်တွေပြစ်ခတ်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။ Flam ဟာ10မိနစ်ကိုကြီးစံ4500နှုန်းနဲ့ပြစ်လုခါကောင်းငင်ကို Tan Sting ကြီးစံတွေနဲ့ပြည့်နှံစေခဲ့ပါပြီ။ ် F16 ဒဇင်းကရေဒါတော့ခတ်ထားတာကနေလွတ်မြောက်ဖို့ပင်လယ်နဲ့အရန်နီနီကကပြန်တန်းရင်အတင်းလှည့်ထွက်ခဲ့ပါရီဒုတိယဂျယ်လီယင်ကသူ့ရဲ့ M61 တပ်နှံနဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဖြတ်သိမ်းမော့ကသူ့ရဲ့နေရာကိုအပြေအဝါတော့ခတ်ထားပြီးသားဖြစ်နေပါရီဒါပေမဲ့လည်းသိမ်းမော့ကမပစ်ခတ်ခဲ့ပါဘူးကပတိန်ဟာစစ်စည်းကမ်းတွေကသူတို့ကိုကန့်တတ်ထားတာကြောင့်စောင့်ဆိုင်းနေခဲ့ပါရီအမေရိကန်ရေတပ်ကအရေးအယာကိုမှတ်တမ်းတင်ခဲ့ပါရီရန်သူရဲ့လှုပ်ရှားမှုတိုင်းမှားယွင်းမှုတိုင်းကိုမှတ်တမ်းတင်ခဲ့ပါရီဒီလိုနဲ့ပဲနံနက်၄:၅၅မိနစ်မှာလျှို့ဝှက်စာနဲ့နောက်ဆုံး message ရောက်လာပါရီ လက်နက်များအသုံးပြုခွင့်ပြုရဲရန်သူကိုတိုက်ခိုက်ပါ JSM Dahan တင်းမော့ဟာကာကွယ်ရေးကနေတိုက်ခိုက်ရေးစီကိုချက်ချင်းဖြောင်းလည်လိုက်ပါသည် MK41 တောက်လိုက်ပြစ်လို့စနစ်ပွင့်လာပြီး RIM 174ချားဖြတ်ဒုံးကြီး၄စင်ကိုထုတ်လင်းခဲ့ပါသည်ဒုံးကြီးဒဇင်းကြီးစီဟာဒေါ်လာ၄သန်းမှ၃သန်းတန်ဖိုးရှိပြီး match 3.5နှုန်းနဲ့ပြန်တန်းနေပါရီ။သူတို့ဟာမီးတောက်တွေနဲ့လှန်တွေလို့ကာရီဘီယံကောင်းကြီးကိုထိုးဖောက်သွားပါရီ။အဲ့ဒီအချိန်တစ်ချိန်တည်းမှာပဲအခုညီပေးဖို့အတွက် FA18 ဟီ Super Hornets နဲ့စီလဲလွတ်တင်ခဲ့ပါရီ။ ကောင်းကင်ဘက်မှာဗင်နီဇူလာလေးမှုတွေဟာဒုံးကျည်ရဲ့အမိပိုင်အငွေတန်းကိုနောက်ချမှတွေ့ခဲ့ရတာပါသူတို့ရဲ့ရေဒါ 3D စနစ်တွေကလည်းအော်ဟစ်လာပါတယ်ပထမဆုံး SM6 ဒုံးကျည်ကလေရင်တစည်းကိုမီတာ900กว่าမှာထိမှန်ခဲ့ပါတယ်ပောက်ကွဲမှုကညာဘက်တောင်ပိုင်းကိုစုပ်ဖြဲလိုက်ပြီးလေရင်ဟာထိမ့်မနိုင်သိမ့်မရလဲထွက်သွားခဲ့ပါတယ်လင်းမှုဟာခုံထွက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ခုံထွက်စနစ်ဟာ၁၇နှစ်ကြာဝန်ဆောင်မပေးရသေးတာကြောင့်ပြည့်ဝင်းသွားခဲ့ပါတယ်။သူလည်းချက်ချင်းတည်ဆုံခဲ့ပါတယ်။ ဒုတိယ F16 ကဖြတ်သိမ်းမောရဲ့ရေဒါကိုရှုံ့ထွေအောင် ALQ131 Radar Spot ကိုအသုံးပြုပြီးပြန်လည်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်း USS Jason Dunham ရဲ့ SLQ-32 တံပြန်တိုင်းတာရေးစနစ်ကအချက်ပြမှုကိုပြောင်းပြန်လှန်လိုက်ပြီးအဲ့ဒီဂျက်လေယာဉ်ကိုပြန်နှောက်ရှက်လိုက်ပါတယ်။ Venezuela လေယာဉ်မှုဟာပါဝါအားလုံးဆုံးရှုံးသွားခဲ့ပါပြီ။နနက်4:55မိနစ်မှာ Radar အဆက်ပြောင်းနှစ်ခုစလုံးပျောက်ကွယ်သွားပါတယ်။လေယာဉ်အစီးနဲ့လေယာဉ်မှုနှစ်ဦးစာတမနစ်အောက်မှာပျောက်ကွယ်သွားခဲ့တာပါ။ ဗင်နီဇွဲလားဟာမဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံကိုသူတို့ရဲ့ချက်လက်အဟောင်းနစီနဲ့ဆီလိုတိုက်ခတ်ခဲ့ပါပြီ။အမေရိကန်ပြည်ထောင်စုကလည်းအတန်းထက်မြန်တဲ့ဒုံးကျည်တွေနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါပြီ။ပင်လယ်ပြင်ဟာတိတ်ဆိတ်သွားပြန်ပြီမဲ့ဒါဟာဆုံးဖြတ်ချက်တွေပြည့်နေတဲ့တိတ်ဆိတ်မှုဖြစ်ခဲ့ပါပြီ။တကယ့်စစ်ပွဲကကောင်းငင်မှာမရှိပါဘူး။နိုင်ငံရှိတဲ့နဲ့အာနာစီကိုရွေးရှားသွားပါပြီ။နာနာ9နာရီမိနစ်30မှာကာရာပကတ်တဲ့ဝါရှင်တန်ဒီစီနှစ်ခုစလုံးနိုးထလာပါပြီ။လေကြောင်းတိုက်ပွဲပြီးဆုံးခဲ့ပြီမဲ့နိုင်ငံရေးမှုန်တိုင်းကတော့စတင်နေပါပြီ။ မနက်6:00နာရီမှာ Venezuela နိုင်ငံပိုင်မီဒီယာကထိတ်လန့်စရာကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ American ပြည်ထောင်စုက Venezuela ရဲ့၄ပိုင်းနက်ကိုချိုးဖောက်ပြီး Venezuela ချက်လေနှစ်စီကိုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။မင်းနေပိုင်အကြမ်းမှာတမ်ဗရာ Nicolas Maduro က TV မှာပေါ်လာခဲ့ပါတယ်။သူကလက်သီးစုပ်ကိုမြှောက်ပြီးဒါကိုနဲချက်ရန်လိုမှုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ Venezuela ဟာကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအရေးပေါ်တိုင်ကြားမှုတင်သွင်းခဲ့ပြီး American ကိုအပြစ်ပေးဖို့နဲ့ရောကြီးပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်းပင်တကုံကအတင်ပြင်းထားပြီးသားပါ။နာနာ6မိနစ်31မိနစ်မှာအမေရိကန်ကာကွယ်ဝင်ကြီးဌာနကတတိအထောက်အထားတွေကိုထုတ်ပြန်ခဲ့ပါတယ်။သူတို့ဟာ USS Chatham Jaham ရဲ့ AN Spine 1A radar စနစ်ကရရှိတဲ့ radar မှတ်တမ်းတွေ၊ radio အသံသွင်းမှုတွေနဲ့အပူဓာတ်ပုံတွေကိုပြသခဲ့ပါတယ်။အချက်အလက်တွေကလည်းရှင်းပါတယ်။ Venezuela ဂျယ်လီယင်တွေဟာနိုင်ငံတကာလေပိုင်းနဲ့ထဲကိုရေးမှစနစ်တရမှ၄မိုင်ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။သူတို့ကအရင်ပြတ်ခတ်ခဲ့ပါတယ်။ American တင်မော့ကဒုံးကြီးတွေကိုသာထောက်လန်းမိပြီးမှသာပြန်လည်တိုက်ခိုက်ခဲ့တာပါ။ စက္ကန့်တိုင်း frame တိုင်းနဲ့အချက်ပြမှုတိုင်းကိုမှတ်တမ်းတင်ခဲ့ပါတယ်။တသက်အထောက်အထားတွေဟာကမ္ဘာတစ်ဝှမ်းလုံးကိုတုံ့လုံးရှိခဲ့ပါတယ်။ဝါရှင်တန်မှာအမေရိကန်ယာရှိတွေက concrete ကိုအခြေအနေအချင်းချုပ်ပြောပြပါရီသူတို့ရဲ့ message ကလည်းခိုင်ပါပါရီအမေရိကန်ရေတပ်ကဒီ area ကိုလှည့်မြန်စွာအားဖြည့်ခဲ့ပါရီ၄နိုင်အတွင်းမှာနောက်ထပ်ဖြတ်တင်မောနှစင်းဖြစ်တဲ့ USS Gravely နဲ့ USS Portado ဟာ Knock Fox ကနေ Caribbean Sea ကိုထွက်လာခဲ့ပါရီ၄နိုင်တင်မော USS George H.W. Bush ကလည်း သူ့ရဲ့ FA18 E Super Hornets တွေကိုကောင်းကင်မှာကင်းလှည့်ဖို့ဦးတည်ရပြောင်းခဲ့ပါပြီ Global Hawk Drone 3စီနဲ့ PA Poseidon လေးတစ်စီးကအဆင်ပြေစောင့်ကြည့်ထောက်လန်းကြီးကိုစတင်ခဲ့ပါပြီ Message ကလည်းရှင်းပါပြီ American ကတင်းမာမှုမြင့်တက်လာရင်တော့သူ့ရဲ့စီကန်းချက်တွေနဲ့သာရှင်းဆိုင်ဖို့အသင့်ရှိနေပါပြီကမ္ဘာစည်းကွက်ကချက်ချင်းတုံ့ပြန်ခဲ့ပါပြီရေနံစည်းတွေတညတာအတွင်း9.8ရာခိုင်နှုန်းမြင့်တက်ခဲ့ပါပြီကာရာဘီယံကိုဖြတ်တန်းတဲ့တင်မော်တွေအတွက်အာမခံခြေနှုန်းတွေသုံးဆတက်သွားပါပြီ 1962နှစ်ခုနှစ်ကျူဘာဒုံးကြီးအရေးခင်နောက်ပိုင်းကမ္ဘာအနောက်ဖက်ချမ်းဟာဒါဟာအန္တရာယ်ရှိဆုံးအခိုက်အတန့်ပဲလို့ခွဲခြားစိတ်ဖြာသူတွေကပြောဆိုခဲ့ပါတယ်။နနက်၈နိုင်မှဖော်တိုရီကိုမှရှိတဲ့ Roosevelt Strokes ရှိတဲ့အခြေစိုက်စခန်းပေါ်မှာမိုးတောက်အလင်းရောင်ရှားလာပါတယ်။ F-35C လိုက်တရင်တူချက်လျင်စဲစီဟာလေရင်ပြေးလမ်းပေါ်မှာတန်းစီနေပါတယ်။ဒီချက်လျင်တစည်းချင်းစီဟာလည်းဒေါ်လာ64တန်တန်မှုရှိပါတယ်။သူတို့ရဲ့မစ်ရှင်ကတိုက်ခိုက်ဖို့မဟုတ်ဘဲမြင်သာစေဖို့ပါ။နနက်၈နိုင်၅မိနစ်မှသူတို့တစည်းချင်းစီထွက်ခွာသွားခဲ့ပါတယ်။ နေ့လယ်12နာရီရောက်တော့ USS Gravely နဲ့ USS Potato ဟာ Jason Dahan နဲ့ပူးပေါင်းခဲ့ပါတယ်။ဖြတ်သိမ်းမော၃စီးဟာရေမိုင်40အကွာအထိကာကွယ်ရေးနိုင်ရတဲ့ခုကိုဖွဲ့စည်းခဲ့ပါတယ်။သူတို့ရဲ့ရေဒါကလည်း6စက္ကန့်တိုင်းကောင်းကင်ကိုစကန်ဖတ်နေပါတယ်။သူတို့ရဲ့အပေါ်မှာ E2D Hawkeye လေယာဉ်၃စီးဟာပြင်မှတ်2000အထိခြေရာခံရေးပတ်နေကြပါတယ်။ဘယ်သူမှဒီမင်းကိုထပ်ဖြတ်ဖို့မရဲတော့ပါဘူး။ကမ္ဘာဟာလိမ္မာစွာတုံ့ပြန်ခဲ့ပါတယ်။ဥရောပမဟာမိတ်တွေကဝါရှင်တန်ကိုထောက်ခံခဲ့ပါတယ်။ OPAS အဖွဲ့ကတစ်နှစ်ကိုဒေါ်လာဘီလီယံ180တန်ဖိုးရှိတဲ့ရေနယ်လမ်းကြောင်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးအရေးပေါ်ဆွေးနွေးပွဲတွေကျင်းပခဲ့ပါတယ်။ Caracas မှာတော့ဒေါသအစားတိုက်စိတ်မှုတွေနေရာယူခဲ့ပါတယ်။ Venezuela လေးတဲ့အခြေစိတ်စခန်းတွေမှောင်သွားပါတယ်။နိုင်ငံကကြံရှိတဲ့ F16 ဂျက်လိန်14စင်ကိုမြေပြင်မှာရှင်းနာထားခဲ့ပါတယ်။ဒီလိုနဲ့ပဲညာရောက်တော့ Caribbean ပင်လယ်ဟာပြန်လည်တည်ငြိမ်သွားပါတယ်။ညဉ့်ညံ့တာမဟုတ်ပဲထိမ့်ချုပ်ထားတဲ့အခြေအနေပါ။ပင်ဒဂွန်ရဲ့နောက်ဆုံးအစီရင်ခံစာကတချောင်းတွင်နေနီကုန်ချုပ်ခဲ့ပါတယ်။ အမေရိကန်ကစစ်ပွဲတွေကိုမစတင်ဘူးဒါပေမဲ့အမေရိကန်ကအမြဲတမ်းအဆုံးသတ်တယ်လို့ဆိုပါရယ်နောက်တစ်ချိန်မိုးတောက်အလင်းရောက်တော့ကမ္ဘာမြေအထက်2000မိုင်အကွာကဂျိုးရူးတွေကစစ်အေးခင်နောက်ပိုင်းကာရီဘီယံမှာအစီအစဉ်အကြဆုံးရေတပ်ဖွဲ့စည်းမှုကိုမှတ်တမ်းတင်ခဲ့ပါရယ်ဖြတ်တင်မော၃စီးဖြစ်တဲ့ USS Jason Dahan USS Gravy နဲ့ USS Potter တို့ဟာပြည်ပြည်စုံနဲ့ဖွဲ့စည်းမှုနဲ့ရွေးရှားနေကြပါရယ်သူတို့ရဲ့အပေါ်မှာတော့ Super Hornet နဲ့ F35 စီတွေကတိုက်ဆိတ်စွာကင်းလှည့်နေပါရယ် ရေဒါကိုမမြင်ရပေမဲ့လည်းအပေါ်ကနေစောင့်ကြည့်နေတဲ့ဂျိုဒူတိုင်းကမြင်နေနိုင်ပါပြီ။ဝါရှင်တန်မှာအမျိုးသားလုံခြုံရေးကောင်စီကတကားပိတ်ပြီးတွေးဆခဲ့ပါပြီ။ထောက်လိုင်းအစီရင်ခံစာတွေကဗင်နီဇွဲလာရဲ့လက်တက်ဟာပြိုကွဲနေပြီဆိုတာကိုပြသနေပါပြီ။ ဂျိုဒူးတပုံတွေကလင်းယုံအလွတ်တွေရှင်းနာထားတဲ့လင်းယုံတွေနဲ့လောင်စာစီပြက်လက်မှုတွေကိုပြသနေပါပြီ။ကြာဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာဂျက်လီယင်နစီကိုဆုံးရှုံးခဲ့ရုံသာမကပဲဗီနီဇွဲလားစစ်တပ်အတွင်စိတ်ဓာတ်ကိုပါဖျက်ဆီးပစ်ခဲ့ပါပြီ။တချင်ထဲမှာပဲ American Cyber Unit တွေကတိတ်ဆိတ်သောနှုတ်ထမှုစစ်စင်ကိုစတင်ခဲ့ပါတယ်။သူတို့ Venezuela ကန်ယူရရှောက်ကရေဒါနဲ့ဆက်သွယ်ကုန်ရတွေကို hacking စတင်လုပ်ဆောင်ခဲ့ပါတယ်။နိုင်ပိုင်းအတွင်းမှာနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာဂျိတ်နှုံးဝက်လာဟာအဆက်ပြတ်သွားခဲ့ပါတယ်။ Google AI line တွေရှုပ်ထွေးသွားပါတယ်။ အမေရိကန်ပြည်ထောင်စုကနောက်ထပ်အချက်မှပြစ်ခတ်ခြင်းမရှိပေမဲ့မမြင်ရတဲ့တိုက်ပွဲနယ်ပယ်ကိုထိန်းချုပ်လိုက်ပါတယ်။အဲဒီနာချင်းတွေကလည်းလှည့်မြန်စွာတုံ့ပြန်ခဲ့ပါတယ်။ကိုလံဘီယာကသူ့ရဲ့နယ်စပ်တစ်လျှောက်ပူးတွဲရေဒါစခန်းတွေကိုအသက်သွင်းခဲ့ပါတယ်။ဘရာဇီးကဂါယာနာပင်လယ်ကွေးနားမှာရှိတဲ့ကင်းလင်းမှုတွေကိုတိုးမြင်ခဲ့ပါတယ်။အမေရိကန်နိုင်ငံများအဖွဲ့ Organization of American States ဟာဆယ်နှစ်အတွင်းပထမဆုံးအကြိမ်အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပါတယ်။တချိန်ကကုံသွေးပင်လယ်ဖြစ်တဲ့ကာရီဘီယံပင်လယ်ဟာအာနာရဲ့စစ်တူရဲ့ခုံအဖြစ်ရုတ်တရက်ပြန်လည်ပြောင်းလဲသွားခဲ့ပါပြီ ရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကပါစိုးရိမ်မှုအနေနဲ့ပြသရင်စိတ်ငြိမ်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ USS Jesse Dahan တင်မောပေါ်မှာတော့တင်မောသားတွေကပုံမှန်အလလုပ်ပြန်လုပ်နေကြပါပြီ။ကုန်မဘော်ကဝန်ထမ်းတွေက flan တက်နှက်ကိုတန်းရှင်းလုပ်ကြပါတယ်။ engineer တွေက radar တွေကိုချိန်ညှိတယ်။ car pickup မှာတော့ဝါရဖြတ်မှုတွေရပ်တန့်သွားပါတယ်။အစိုးရကဒေါသထွက်နေတာကနေပျက်စီးခြင်းထိမ့်ချုပ်ရေးစီကိုပြောင်းလဲသွားခဲ့ပါတယ်။နေဝင်ပြီးတဲ့နောက်မှာတော့ Caribbean မှာငင်းငယ်တွေပြန်လဲရရှိလာပါတယ်။ချစ်ကြည်ရင်းနှီးမှုပေါ်မှာတည်ဆောက်ထားတဲ့ငင်းငယ်မဟုတ်ပဲ နားလည်မှုအပေါ်မှာတိစောက်ထားတဲ့ညဉ့်ညံ့ကြီးပါဖြတ်တင်းမော့ကရွှေရောင်အလင်းကိုဖြတ်ပြီးကင်းလှည့်နေသေးပါကောင်းငင်ရဲ့အဝေးတနေရာမှာတော့နောက်ထပ်စိန်ခေါ်မှုတွေကဆောင်းဆိုင်နေတဲ့အကြောင်းပြောပြအနေနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါမယ်ခင်ဗျာ